ရတဲ့အောင်လုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ်တမှာပြန်လဲချက်စွန်လိုက်ပါရှင်ကျွန်တော်တို့ channel နဲ့ကနေနေစဉ်ပြတွင်ပြပါတဲ့များတောင်းနိုင်တဲ့များနဲ့နောက်ဆုံးရတဲ့များကိုအချိန်နဲ့တပင်းရင်စတင်တင်ဆက်ပြတော့မှာဖြစ်ပါရရှင်ရကပရမောစွာစတင်တင်ဆက်ပြမဲ့တဲ့ channel ကတော့ကချင်တွင်မြေရှားတပ်တုတွင်ဒူးနေတဲ့တရုတ်ကုမ္ပဏီများက KNA တောင်းတအခွန်20ခန်းလုံးမပေးချင်ရင်တပ်တုတွင်အများစုပိတ်ပြီဆိုတဲ့တဲ့လေးပဲဖြစ်ပါရယ်ကချင်ပြည်နယ်ပန်းဝါဒေသတွင်မြေရှားတပ်တုကျူးဖော်နေတဲ့တရုတ်ကုမ္ပဏီများကကချင်လွတ်လပ် ရီတမရော KAI ကတတ်မှတ်လိုက်တဲ့တတ်တူအခွန်20ရာခိုင်နှုန်းကိုမပေးခြင်းတပင်မေရှားတတ်တူတွင်များကိုမတ်စလာကုန်တွင်ပိတ်မိဖြစ်ကြောင်းတတ်တူတွင်ရှိဝန်ထမ်းတချို့ထံကနေသိရှိရပါတယ်စကောင်းစင်းနဲ့အောက်ခံပီတုစင်းနဲ့နေချာဆောက်တက်ခေါဆောင်စကုံတိတ်ရင်ထိချုပ်ထားတဲ့ကချင်အထူးတက်တစ်ကိုပြီးခဲ့တဲ့နိုဝင်ဘာလတွင် KAI နဲ့ပူပေါင်းပြီးတဲ့တပ်ဖွဲ့များကတိမ့်ပတ်ပြင်းအောင်ရရှိရှိနေတဲ့အမြေရှားတတုလုပ်ကများကိုပိုင်ဆိုင်လိုက်ခြင်းဖြစ်ပါတယ် ပေတုစီစီကနေ KIA ကတင်လိုက်ပြီးတော့အခွန်ကောက်ဖို့လောက်ွက်တယ်ပြင်ဆင်ပါတယ် KIA တောင်းတဲ့အခွန်မပေးနိုင်ရင်တတုတွင်ပိတ်ရမယ်လို့ပြောထားပါတယ်ဟုတ်တတုတွင်ဝန်ထမ်းအမျိုးသမီးတို့ကပြောဆိုထားဖြစ်ပါတယ် KIA ဟာပန်းဝန်ဒေတာကိုထိန်းချုပ်ပြီးနောက်မြေရှားတတုတွင်ဒူဖော်လောက်ကန်တွင်တရုတ်ကုမ္ပဏီများကတူးယူပြီးရရှိလာမယ့်မြေရှားတတုရဲ့20ရာခိုင်နှုန်းကိုအခွန်အဖြစ်ပေးဆောင်ရန်တတ်မှတ်လိုက်ခြင်းဖြစ်ပါတယ် KIA နဲ့တရုတ်ကုမ္ပဏီတွေကအခွန်ကိစ္စညှိနိုင်မရဘူးဖြစ်နေတယ်။ KIA ကတောင်းတဲ့တက်တွတ်အခွန်ရခိုင်တုံးကိုတရုတ်တွေကမပေးချင်ဘူး။တစ်ဆယ်တန်ထွက်ရင်နှစ်တန်ပေးရမယ်အဲ့ဒါကိုမပေးချင်ဘူးဒီလောက်ကိုလို့တွင်းတွေပိတ်ရင်ဝန်ထမ်းတွေပြန်ရမယ်ဟိုအဆိုပါဒေတာမှရှိရဲတတ်တူတွင်းဝန်ထမ်းတွေကပြောဆိုထားဖြစ်ပါတယ် KIA အနေဖြင့်မြေရှာတတ်တူတွင်းများကိုတိမ့်ပိုက်ထိချုပ်ထားဒီမှာ၅လကျော်ကြာမြင့်ပြီးဖြစ်ပြီးတရုတ်ကုမ္ပဏီများနဲ့တတ်တူအခွင့်ကိစ္စညှိနှိုင်းရမရအောင်တရှိရပါတယ် မြေရှားဈေးကွက်ကိုကချင်ကအိန္ဒိယဖက်နဲ့ဖောက်ထားတဲ့အရှေ့မြောက်ဒေသမှာကချင်မျိုးနွယ်စုတွေရှိပါတယ်။အိန္ဒိယဖက်မှာကချင်ကမြေရှားနဲ့လိုအပ်တဲ့ supply နဲ့ဖလှယ်ဖို့များပါတယ်။ဟုကချင်အရေးကိုစောင့်ကြည့်နေတဲ့တုတ်တေတေတူကလည်းပြောဆိုထားဖြစ်ပါတယ်။ကချင်ပြည်နယ်အထူးဒေသတစ်တွင်ပါဝင်တဲ့ချီဖွေ၊ဆော့လော်နဲ့ပန်ဝါမျိုးတို့တွင်မြေရှားတပ်တွတွင်များရားနဲ့ရှိရှိနေပြီးလောက်ကွက်တစ်ခုတွင်တရုတ်လူမျိုးမန်နေဂျာတူဦးဖြင့်လက်ပတ်ကအလွတ်တမာ30ကနေတရာကြာရှိနေကြောင်းသိရှိရပါတယ်။ ထို့ပြင်လောက်ွက်တစ်ခုချင်းစီမံလုပ်သားများရဲ့အ ਨੇ စုံလေးပုံတပုံတွေပညာရှင်တွေကိုတရုတ်လူမျိုးများယူထားပြီးအလုတ်ကြံတွေကိုတော့မြန်မာလုတ်သမားအလုတ်သားများစုလုတ်ကင်ကြရကြောင်း Global Witness အစီရင်ခံစာတွင်ဖော်ပြထားလည်းဖြစ်ပါရယ် ဆန်နေပြီးတော့စကောက်စီကပြန်လဲထုဆစ်စင်တိုက်ခိုက်နေတဲ့အတွက်ဖလန်းမြို့တွင်တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ချင်းပင်နဲ့ဖလန်းမြို့တွင်စကောက်စစ်တပ်ကပြန်လဲထုဆစ်စင်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေကြောင်းချင်းအမျိုးသားကာကွယ်ရေးတပ် CNDL အောင်ဝရှိတူထမ်းမှသိရပါဗျ။ဖလန်းမြို့တွင်တိမ်ပိုင်ရန်ကျင်းရှိနေတဲ့စကောက်စစ်တပ်ရဲ့ခါလာယာ268တပ်ရင်းကုန်းနဲ့အနီးစပ်ဆုံးရှိတဲ့စီရင်အရာအရေးပါတဲ့ဆေးရုံကုန်းနဲ့ RC ကုန်းကိုစကားစစ်တကပြန်ရရှိအတွေ့မတ်စတာ7ရက်နေ့မနေ့9နိုင်ခန့်တွင်ထိုးစစ်ဆင်လာကြောင်းသိရှိရပါသည် ကျွန်တော်တို့မှာအရေးကြီးတဲ့ဖလံမှာကုန်းဆိုလို့ရှိရင်စီယုံကုန်းနဲ့အာစီကုန်းရှိပါတယ်အဲတော့အဲ့ဒီနေရာကို2021ခုနှစ်ကလေးကကျွန်တော်တို့နေရာသိမ်းယူချပြီးသားဖြစ်ပါတယ်အဲ့ဒီကုန်းတစ်ကုန်းကခလာရနေရာနဲ့68တကုန်းနဲ့အတော်လေးနေပါတယ်အဲ့ဒါကိုတို့တို့ဘက်ကယူနိုက်ဖို့ကြိုးစားနေပါတယ်သူတို့ဘက်ကအထူးစစ်ဆင်ဖို့ကြိုးစားနေပါတယ်ကျွန်တော်ဗိမဲ့ကျွန်တော်တို့ကတားဆီးတဲ့နေရာမှာရှိနေပါတယ်ဟိုစီနေတဲ့ ADF ပြောရေးဆိုခွင့်ရှိသူ slide တင်မိသူအပြောဆိုထားဖြစ်ပါတယ် အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာများကိုစစ်ကောင်စစ်တပ်က Jet Fighter Y12 နဲ့ Y8 လင်းရင်တို့ကိုအသုံးပြုပြီးတော့လေကြောင်းပုံကျန်တိုက်ခတ်မှုအကြိမ်20ထက်မနည်းပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။လေကြောင်းတိုက်ခတ်မှုတွေကတောက်လျှောက်လုပ်နေပါတယ်။မနေ့ကဆိုရင်တော့အခောက်ပေါင်း20လောက်ရှိပါတယ်။လေကြောင်းပစ်ခတ်မှုတွေတော့တော်တော်များများပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဘက်ကနေအရှင်ဖမ်းမိထားတဲ့စစ်သားတွေလည်းရှိပါတယ်။တင်းမိတဲ့လက်နက်တွေလည်းရှိပါတယ်။တိုက်ပွဲကတော့ဆက်လက်ပြီးတော့ပြင်းထန်နေတဲ့အခြေအနေမှရှိပါတယ်ဟုတ် Slime Timmy သူကပြောဆိုထားတယ်ဖြစ်ပါတယ်။ ဖလန်းမြုပ်တင်တိုက်ပွဲကိုချင်းညင်အောင်ဆစ်စင်ရဲ့အဖြစ်ချင်းညင်အောင်နဲ့မဟာမိတ်ပူပေါင်းတပ်တို့ကပြီးခဲ့တဲ့2022ခုနှစ်နိုဝင်ဘာလ9ရက်နေ့တွင်စတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးယနေ့အထိတိုက်ပွဲတွေပြင်းထန်နေဆက်ဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့စစ်ကောင်စီကအကျဉ်းသားတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းနေကြောင်း PPMA ကထုတ်ပြန်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ စကောင်းစီဟာအကျဉ်းထောက်တွေထဲမှာရှိနေတဲ့ရာဇဝအကျဉ်းသားတွေကိုလက်လက်တွေတက်ဆင်ပေးပြီးအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေလှုံ့ဆော်နေတယ်လို့မြန်မာနိုင်ငံလုံဆန်းနိုင်ငံအကျဉ်းသားများကွန်ရက်ပီပီ MN ကမဆရဆလရင်နဲ့မှထုတ်ပြန်ထားဖြစ်ပါရယ်အကျဉ်းသားတွေကိုအဓမ္မစစ်မှုထမ်းခိုင်းတာကိုတွေ့ရပြီးဒီလုပ်ရက်တွေကိုကန့်ကွက်ကြောင်း PPMN ပြောရေးဆိုခွင့်ရှိသူကိုတိုက်ထုံးကတော့ပြောဆိုထားဖြစ်ပါရယ် အခုဆိုရင်တော့အကျဉ်းထောင်တွေထဲမှာရှိနေတဲ့အကျဉ်းသားတွေကိုအလိုမတူဘဲနဲ့အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေတာတွေအလုတ်ခိုင်းစေတာတွေကိုစစ်ကောင်စီဘက်ကလှုပ်လာတာကိုတွေ့နေရပါတယ်။ဒီလုပ်ရတွေကိုစန့်ကျင်ကန့်ကွက်ပါတယ်။ဒါဟာရှင်နေတဲ့သူတွေကိုပါတည်တွင်းပို့တဲ့လုပ်ရလို့ပြောချင်ပါတယ်။အကျဉ်းသားတွေဟာလက်နဲ့ကိုင်းပြီးတိုက်ရတဲ့ တရတီတိုင်အောင်ဆန္ဒမရှိဘဲတရတဲ့အခါမျိုးမှာအသက်တည်ဆုံးဖို့ရခိုင်နှုတ်ပို့များပါတယ်လူခွေချိုးဖောက်ဆုံးတော့ကိစ္စရတွေကအကျဉ်းထောင်းတွေမှာပို့ပြီးတော့တောင်းတရားလက်လွတ်လွတ်လာတဲ့လောက်ရတွေပို့ပြီးတွေ့လာရပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်ကချင်ပြည်နယ်မိုးငင်းအကျဉ်းထောင်းမှာခြောက်လုံးချုံရဲ့အတွက်အရာစုအကျဉ်းသားတွေလက်လက်ပေးကမ်းပြီးလုံချုံရဲ့စောက်ခိုင်းတာတွေနဲ့ဗမောချောင်းကိုတောင်းလေတက်တူကအလာရောက်တိုက်ခိုက်တဲ့အခါမှာခုခံကာကွယ်တဲ့နေရာမှာရာစုအကျဉ်းသားတွေကိုလက်လက်ပေးကမ်းပြီးခုခံစစ်တွေအုံပြုတာတွေကို တည်ပြုထားနိုင်တယ်လို့ဆိုထားဖြစ်ပါတယ်။ဒီလိုအကျဉ်းသားတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာဖမ်းဆီးအကျဉ်းချခံထားတဲ့စစ်တပ်နဲ့ရဲတွေကိုပြည်ထောင်လူငိမ့်တာတွေကိုရဖို့စစ်တပ်မှတာဝန်ထမ်းဆောင်စတဲ့တရားမဝင်လုပ်ရတဲ့ကိုပေါ်ပေါ်တည်တည်ကျူးလွန်ပြီးအင်အားဖြစ်တင်လာမှုတွေကိုအပြင်းထန်ဆက်ကျင်ကန့်ကွက်တယ်လို့ PPMN ကရေးသားချားလည်းဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့တုတ်ပြန်ချက်ရရှိဖို့စကောက်စင်အကျဉ်းဥစည်းဌာနပြောခွင့်ရတူတူတဲ့အညွန်ကြားရမှုချုပ်ရုပ်ကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြစ်ဆိုတာမျိုးမရှိခဲ့ပါဘူး။ AAPP ရဲ့မတ်လ14ရက်နေ့အထိအစည်းအဝေးအရနိုင်ငံတော်နိုင်ငံရေးနဲ့ဆက်စပ်ပြီးဖန်ဆီးခံထားသူဟာ3000လေးပါရှိနေပြီးအဲ့ဒီအထက်မှာ1000ကျော်ကထောင်နဲ့ချမှတ်ခံထားဆဲပဲဖြစ်ပါရယ်။ ဆက်လက်ပြီးတော့ရိုဟင်ဂျာတွေအတွေ့အရေးတကြီးအကူအညီတွေလို့အကြောင်းကုလအကြီးကပြောဆိုထားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါပါရှင်။ရိုဟင်ဂျာတွေကိုနိုင်ငံတကာကမိလျော့နေတဲ့ကိုလက်မခံနိုင်ပဲအထောက်ပံ့တွေအရေးတကြီးပုံဖို့လိုအပ်နေတဲ့အကြောင်းကပ္ပကောင်ဆောင်တွေကိုတိုက်တွန်းပြောကြားသွားမယ်လို့ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တီအန်တိုနီယိုဂူထာရက်ကပြောဆိုလာရဖြစ်ပါရှင်။ ကိုလာအချီကဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာခရိုင်ကဒုက္ခတေစခန်းတွေကိုမနေ့ကရောက်ရှိနေတာဖြစ်ပြီးမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးအတေချာပြန်တည်ဆောင်ဖို့အနိုင်ငံတကာကအလို့ဆုံဆောင်ရွက်ဖို့မုတ်ချလိုအပ်ကြောင်းနဲ့ Ranger ပြည်ထနာဖြည့်ရှင်ရေးကမြန်မာနိုင်ငံမှာရှာဖွေရမယ်လို့ပြောကြားသွားကြောင်းသိရှိရပါတယ်။ဒီမှာရှိတဲ့ဒုက္ခတေအားလုံးမိမိတဘောဆန္ဒအလျောက် လုံခြုံစိတ်ချစွာပြန်နိုင်တဲ့အခြေအနေတွေမရမချင်းကျွန်တော်တို့လက်မလျှော့ပါဘူးလို့လည်းပြောဆိုထားပါတယ်။လာမယ့်လမှာဒုက္ခတွေတွေပေးနေတဲ့ရိတ်ခါရဲ့ထက်ဝက်ရော့မယ်လို့လည်းကပ္ပစာနဲ့ရိတ်ခါအစစ်စင် WFP ကကြေညာပြန်အောင်ဘင်္ဂလားဒေ့ကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။ အမေရိကန်ကပေးနေခဲ့တဲ့အကူအညီရပ်ဆန္ဒပေးရတော့ရန်ပုံငွေအလိုလောက်မရရှိတော့တဲ့အတွက် AB လကဆလုပ်ရိုဟင်ဂျာတယောက်အတွက်တဒေါ်လာတလရင်အမေရိကန်ဒေါ်လာ7ဒေါ်လာခွဲပေးရကနေ6ဒေါ်လာပဲပေးနိုင်ဖွယ်ရှိတယ်လို့ဆိုထားလည်းဖြစ်ပါတယ်2020ခုနှစ် WSB ရတော့ ရတုံခတ်မှန်းချင်းငွေစင်းအရာဘတ်ဂျက်ကတော့အမေရိကန်ဒေါ်လာ6.8ဘီလီယံရှိပြီးအမေရိကန်ပြည်ထောင်စုက4.4ဘီလီယံဖြစ်စီပေးခဲ့လည်းဖြစ်ပါရယ်မကြာခင်အထိ အမေရိကန်ဟာရိုဟင်ဂျာဒုက္ခသည်တွေကိုအများဆုံးလူဒဏ်ခဲ့ပါသေးတယ်အကြောင်းရတစ္ဆေပင်မို့ကျွန်မရဲ့ကြာနာကိုပြောပါရှင်အဘိနာစင်မို့အကျော်ရဲ့အထွေထွေကျဆွတင်ရှိပါရယ်ရှင်